မူလတိုင်းရွယ်ကလေးလေးတွေရဲ့ writing of grammar ရုပ်ကိုတနေရာထဲမှာအခြေခံနေပြီးတော့ထိထိရောက်ရောက်ရေးနိုင်ပြောနိုင်တဲ့ဒီလေ့ကျင့်သင်ကြားပေးမယ် grammar plus speaking in english mastery for kids သင်တန်းကိုဆရာတို့နှင်းမိုးအင်္ဂလိပ် journey ကလာမယ့်ဒီဇင်ဘာလပထမပတ်မှာပဲစတင်ဖြစ်လိမ့်မယ်ပါတယ် speaking ပိုင်းတော့ teaching နေနေက essential pattern တွေရဲ့နောက်ပြီးကြတော့ grammar series တွေ starter series တွေနဲ့လေ့ကျင့်သင်ကြားပေးမှာဖြစ်ပြီးတော့ writing အပိုင်းကိုတော့ဆရာကိုယ်တိုင်သင်ကြားပေးမှာပဲဖြစ်ပါတယ် hi everyone i'm ninni a I'm teaching the Fun Four study class. In my class, children will learn English through fun activities and speaking practice. I help them build confidence in speaking, improve their pronunciation, learn new vocabulary in every lesson. We also practice listening, reading, and writing. My goal is to make every child love learning English and enjoy using it every day. Thank you. ပြီးတော့ဒီတင်တန်းကိုတက်ဖို့အတွက်ကလေးလေးတွေဆိုရင်အနည်းဆုံး grade 2တော့တော့ရှိဖို့လိုအပ်မှာဖြစ်ပြီးတော့ဒီ basic level ပြီးသွားတဲ့ခါကျရင်ဆရာဘက်က certificate ပေးဦးမှာလည်းဖြစ်တယ်။နောက်ထပ်အဆင့်မြင့်တဲ့ level တွေလေးလာတင်ယူဖို့လည်းကူညီပေးဦးမှာပဲဖြစ်ပါတယ်။ပြီးတော့ဆရာတို့ကလူအများကြီးဆိုရင်မထီရောက်မှာစိုးတဲ့အတွက်ကြောင့်ဆရာတို့လူဦးရေ15ဦးထက်ပိုပြီးလက်ခံမှာမဟုတ်ပါဘူး။အဲ့တော့ဒီလူဦးရေအနည်းစုကိုပဲဆရာတို့တိကျလေးလေးကျင့်ပြီးတော့ train ပေးမှာဖြစ်တဲ့အတွက်ကြောင့်လူဦးရေမပြည့်ပြီးအများဆုံးစည်ရင်တင်ဖို့ဒီကနေ့ဆရာတိုက်တွန်းလိုက်ပါတယ်။